မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။နယ်ရေကပြောကိုဘလို့သိနေလဲ။အာရခတ်တတော်ရင်နဲ့မဟာမိတ်တွေအပြီးသက်သိမ့်ပိုက်ထိုးစင်စင်နေတဲ့နယ်ရေကပြွာတိုက်ပွဲကြောင့်ဒီတစ်ပတ်ပြောပြပါမယ်။ရခိုင်ပြည်နယ်ကအမ်မြို့နဲ့မကွေးတိုင်းကပတန်မြို့ကိုဆက်သွဲထားအမ်ပတန်လမ်းပေါ်ပြွာမြောက်တီနေရပြွာမြောက်တီရှိနေရပါ။ဒါကြောင့်နယ်ရေကပြောကမကွေးတိုင်းဝင်ပေါဖြစ်တယ်လို့ရခိုင်ပြည်နယ်အန်ကိုထိုးစင်စင်မှုအတွက်ဆိုရင်အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ အနောက်ပိုင်းဒေသဌာနချုပ်နောက်ပခတင်ရှိခဲ့တဲ့အမျိုးကိုအရခတ်တော်ရေက2024ခုနှစ်ဒီဇင်ဘာလ10ရက်မှာပြီးသက်သိမ်းယူခဲ့တာဖြစ်ပါတယ်။အမျိုးသိမ့်တိုက်ပွဲမှာဒုတိယတိုင်းမူဗိုလ်မှူးချုပ်တောင်ထွန်နဲ့တိုင်းဦးစည်းချုပ်ဗိုလ်မှူးချုပ်ကြကြောတန်းပြင်စစ်တုံမန်ရချီပီအေကဖန်စီခဲ့တဲ့ဒါအပြင်စစ်တုံမန်ဗိုလ်မှူးချုပ်တယောက်ကအာနာသိန်းစစ်ကောင်စာဗိုလ်ချုပ်မူချင်းမြောင်းလိုင်းကိုလက်နက်ချဖို့တိုက်တွန်းတဲ့အထိအေရဲ့မြို့သိမ်းစစ်စင်ရေးတွေကအောင်မြင်ခဲ့ပါတယ်။ အေကအမ်းမြုပ်တိန်တိုက်ပွဲကိုစတင်မာ26ရက်နေ့မှာစတင်ခဲ့တဲ့တုံးလိနီပါကြားထုံးစင်အတွင်းနောက်ပါခရုံမြို့နယ်တစ်ခုလုံးပါတင်ပိုင်ခဲ့တယ်။ဒါအပြင်ရိုးမလန်တိုင်းလာသမျှစစ်ကြောင်းတိုင်းကိုလည်းချိန်ပုံခဲ့ပါတယ်။အမ်းမြုပ်တိန်ပြီးဂွမ်းမြုပ်ကို2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအေကတင်ယူခဲ့တာပါ။အဲဒီနောက်ပိုင်းမှာဂွမ်းမြုပ်နဲ့ဆက်ဆံတဲ့အရာဝတီတိုင်းရွှေတောင်ရဘက်ကိုအေနဲ့မဟာမိတ်တွေထုံးစင်ဆင်ပါတယ်။အရာဝတီတိုင်းလိုပဲတောင်ကုန်းမြို့နယ်နဲ့ထိစပ်နေတဲ့ဘကုန်းတိုင်းဦးရှိပင်မြို့နယ်မှာလည်းအေနဲ့ ဘူပေါင်းမဟာမိတ်တရားစစ်တပ်စကန်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်တောင်ကုန်းဥရှိလမ်းကြောင်းတစ်လျှောက်ကစစ်တပ်စကန်တွေကိုဆက်လက်ထိုးစစ်ဆင်ပါတယ် အလားတူရခိုင်ရိုးမနဲ့အမ်ဘရလန်ကစစ်တပ်စခန်းတွေကိုလည်းအေးနဲ့ပူပေါင်းတပ်တွေက2025ခုနှစ်စံပိုင်းမှာဆက်လက်ထွန်းစင်စင်တိုက်ခိုက်ခဲ့ပါတယ်စစ်တပ်ရဲ့အေးတပ်မ8869လောက်ခန့်တန်ရင်တွေမကွေးကပါစာကနေတပ်ဖွဲ့ဝင်တွေပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမ်ဘရလန်လျှောက်ခုခံခဲ့ပါတယ်ဒါပေမဲ့အေးနဲ့မဟာမိတ်တဲ့ထွန်းစင်ကြောင့်စခန်းတွေဇက်တိုက်ဆုံးရှုံးပြီးဇက်တိုက်နောက်ဆုံးခဲ့ရတယ်အေးနဲ့ပူပေါင်းတပ်တွေထွန်းစင်အချိန်မြင့်လိုက်တဲ့2025ဖေဖော်ဝါရီမှာတော့နေရီကံပြွာနဲ့အမ်ဘရလန်တိုက်ပွဲတွေမှာတပ်မ69ကနှိပြမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တပ်ပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20စစ်တုံးပန်းဖြင့် အေကဖန်ဆင်းနိုင်ခဲ့တဲ့အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ကရာချီသိမ်းဆုံးပြီး80ထက်မနည်းပြောင်းဆုံးခဲ့ပါတယ်။စစ်တောင်းမဲ့ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တပ်ကသူ့ပြွာထဲမှာတိုင်းတရင်ကိုတပ်ဖွဲ့ဝင်ဆယ်ကနန်းခန္ဓာရှိပြီးတိုက်ခိုက်လို့စိမ့်တဲ့ယုံကြည်မှုမရှိတော့ကြောင်းဝန်ခံခဲ့တယ်။တပ်ဖွဲ့မှာတော့အေတပ်ဖွဲ့ဝင်တွေကရဲစံတပ်တိနဲ့ပြည်ဆောင်ပြီးယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတဲ့လို့စစ်မြေပြင်ရှိအရှိတရားကိုအေကထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ဒါပြင်အမ်ဘတန်လမ်းပေါ်ကတိုက်ပွဲတွေမှာစစ်တပ်ကအားရှိတဲ့အေလက်ဖြတ်တနက်သမားတွေကြောင့်တိရကိုဇူလိုင်လ29ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာစစ်သား တင်နေမျိုးသူကလည်းဖွင့်ချပြောပြခဲ့ပါတယ်။နိုင်ငံကံပြောစကန်သိန်းတိုက်ပွဲဟာပြီးခဲ့တဲ့မက်ချ်လကုန်မှာတော့ခိတ္တရက်တန်သွားပါတယ်။မက်ချ်လ28နှစ်ကစကိုင်းနဲ့မန်လေးကိုဘောပြုတ်လောက်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်အရေးပေါ်ကဲဆဲရင်းနဲ့ပြန်လည်ထူထောင်ရေးအတွက်နဲ့အေအေကယာယီပြစ်ရက်ခဲ့တာပါ။အဲ့ဒီအချိန်မှာစစ်ကောင်စီကအင်အားတွေဖြည့်ခဲ့ပါတယ်။ဒါပေမဲ့အေအေနဲ့ဘူပေါင်းတပ်တွေထုံးစစ်ချိန်တင်တာနဲ့စစ်တပ်ခန့်စစ်စကန်တွေဇက်တိုက်လက်လွတ်ဆုံးရှုံးရတဲ့စတင်ပါလာမှာတော့တမ99အထိနာလာပြီးဖြစ်တာကြောင့် ရှမ်းပြည်နယ်ရှမ်းတောင်ပိုင်းမိုင်းပံမြို့မှာချိန်ဆိုင်တဲ့စစ်စင်ကုန်ကမ်းမှုဌာနချုပ်ဆက်ကွန်လက်အောက်ကတိုင်းတွေကိုနေရီကံပြွာနဲ့အမ်ဘရန်လက်ကစစ်စကန်တွေကိုလဲလှယ်ပို့လိုက်တယ်။စေကောင်စီအားဓမ္မ69ရဲ့အချက်ကိုကာကွယ်ဖုံးကွယ်ဖို့လှုပ်ကြံဆက်တွေနဲ့ဝါရဖြန်ခဲ့ပြန်တဲ့ဓမ္မ69လက်အောက်ခန်းခါမတရားကိုအပြည့်ကဲစတင်ပါလာစမ်းမမိခင်တိုင်းစဉ်ပြန်ခဲ့ပြီးအောင်ပွဲနဲ့ပြန်လာတဲ့အောင်ချိုးဆွေးလှုပ်ပြခဲ့တယ်။အေဂိုတိုက်ခိုက်ဖို့အမိတ်ပေးခံရတဲ့စကကဆက်ကွန်လက်အောက်ခန်းတိုင်းတွေက နိုင်ရင်ကပြောရတဲ့ Everton လမ်းတိုက်ပွဲမှာအလူးလဲခံရတော့တဲ့ဇေကောင်စီကစကခဇကောလာကတိုင်းနေဖြစ်တဲ့ခမ94ခမ569 95တိုင်းနေကစစ်သားရင်နဲ့တူစစ်မှုရတဲ့တင်းတဲ့စစ်သားများပြားကိုဆင်းလုခဲ့တာပါ။အင်အားဖြည့်တင်းပြီးအေးနဲ့မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့ စကန်းနေကိုစတင်ပါလဆံမှာပြန်လဲထိုးစစ်စင်တဲ့ဘူတီစူးစားခဲ့တယ်။နဲအကံပြောအဓိကခန်စစ်စကန်နှစ်ခုဖြစ်တဲ့ဂုံကြီးစကန်နဲ့ဖိုက်တာကွန်ကိုရစတင်ပါလကွန်ပိုင်းနဲ့အော်တိုဘလာဆံပိုင်းမှာအင်းနဲ့ပူပေါင်းတက်တွေတင်းယူပြီးရနောက်ပိုင်းပြွာတွေကစစ်ကစရာရှိတဲ့အော်တိုဘလာကွယ်နေကရဟန်းရင်နေနဲ့ဆောက်ခွာသွားတယ်လို့သိရတယ်။လက်ရှိမှာနဲအကံပြောကိုပြီးသက်သိမ်းပိုင်နိုင်မှုလက်ကျန်နေရာအချို့ကိုထိုးစစ်စင်တိုက်ခိုက်နေပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းလိုက်လံရှင်းနေတယ်လို့အင်းကအော်တိုဘလာဆံကညမှာထုတ်ပြန်တယ်။ နိုင်ငံပြောင်းကုန်းကိုပြီးသက်သိမ့်ပိုင်နိုင်မှုလက်ချက်များချုံသာကြံတော်ပြီးထုံးစစ်စင်တိုက်ခိုက်နေကြောင်းကစင်ကလေးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေပြီးလက်နက်စအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဦးတွေနဲ့ညှိလက်ခံထားကြောင်းသိပေးတယ်။အေကထိုးစစ်စင်စတင်ခဲ့ဖေဖော်ဝါရီလမှာပဲအေရဲ့ထိုးစစ်တွေကိုကြောက်နေတဲ့စစ်တပ်နဲ့ရေကန်လေးချောင်းရံကာကွယ်စခန်းမှာတက်ဆင်ထားတဲ့ရေဒါကိုဖြုတ်သိမ်းပြီးရွှေ့ပြောင်းလိုက်ပါတော့တယ် PhD အာလီယာ1နဲ့ရေဒါလို့ခေါ်ပြီးအကာအဝေးကီလိုမီတာ250အထိစောင့်ကြည့်ထောက်လန်းနိုင်တဲ့အထိအဲဒီရေဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံလေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လန်းမှုတက်ဆင်ထားဖြစ်တယ်လို့မြန်မာစစ်ဘက်ရဲနယ်လုံခြုံရေးဆိုင်လေ့လာရေးဖွဲ့ကထုတ်ပြန်တယ်။အဲဒီနောက်နယ်ရေကလေကြောင်းရေကာကွယ်စကန်ကိုခြေလင်းပြွာကောင်းဖြစ်ဖွဲ့စည်းပြီးခုခံမှုပြင်ခဲ့တယ်။စေးသတင်းကိုသူတို့သိသိထားတဲ့အေဟာနယ်ရေကပြွာကိုခြေမုံနဲ့တိုက်ပွဲသတင်းတွေကိုပြင်ပကိုချက်တဝင်ထွက်မလာပေမဲ့အတွင်းစီမှာတော့စစ်တပ်ဟာစိတ်ပန်းရောရုပ်ပိုင်းမှာ ကျုပ်ပြဆင်းပြဖြစ်ခဲ့တဲ့စကန်သိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတုံ့ပန်းတွေထပ်မံဖမ်းမိထားတယ်လို့သိရတယ်။လက်ရှိမှာစစ်ကောင်စီကအမျိုးကိုပြန်လဲထိန်းချုပ်ဖို့ကြိုးစားဆက်စင်ပြသသွားပြီးဖြစ်တယ်လို့မကွေးတိုင်းနောက်ဆန်းကိုလည်းတော်လင်းရရွှေကနေမြေဆုံးမှုမှုပြေဝါရရှိဖို့လမ်းပွင့်သွားပြီးလို့ AM မဟာမိတ်တွေကပြောတဲ့စေလေးလာသူတုံးကတော့နေရီကန်ရပြီးစွမ်းနဲ့အောက်လွင်ပြင်ကိုစီးသွားပြီးပဒန်းလွင်ပြင်ကိုစီးသွားပြီးပဒန်းကအမြောက်တက်ဌာနချုပ်တစ်ခုရှိမယ်။ပဒန်းကအမြောက်တက်ဌာနချုပ်တစ်ခုရှိမယ်။ ပါကစားရင်ရှိအောင်တော့ဆုံးမသွားရင်ဆက်ချင်းကြီးရဆင်းလာနိုင်မှာမဟုတ်ဘူးပေါကုတ်ချုပ်ကင်ပြီးသွားရင်ခြေခုံယူသွားပြီးရင်တော့တဖြည်းဖြည်းဆင်းလာတာလွယ်သွားတယ်စစ်တပ်အနေနဲ့ကြားခတ်သွားပြီးစစ်တပ်အများကြီးချိန်ချောင်းနိုင်တယ်ကမ္ဘာစားတွေကိုချိန်ချောက်ပြီးဖြစ်သွားတယ်တိုက်ခိုက်ရဖို့ပုံနီးလိုက်လို့သုံးသပ်တယ်ဒါအပြင်စစ်တပ်ကျွေးကြော်နဲ့တောင်ကုတ်တို့အန်တို့ကိုပြန်သိမ်းဖို့ပို့လမ်းဝေးသွားပြီးလို့သုံးသပ်ပါတယ်ဒါအပြင်နဲ့ရေကန်ဖြူအားစေမိုင်ကျော်ပဲဝေးရဲ့ brand မျိုးကိုပါမချဖို့စစ်တပ်ကတက်မတစ်ခုထပ်မှန်ထပ်ဖြည့်ပြီးခန်းစစ်ပြင်မှုပြင်နေရပြီလို့ထပ်ပါစေလေးလာသူကပြောတယ် မြေပြင်တိုက်ပွဲမှာလည်းပြွာကြကြတိုက်ပွဲဖော်ဆောင်နေရတယ်လို့စိတ်တဲ့ဆင်းစင်အေးတိုက်ပွဲတွေပါတပြိုင်နက်တည်းဖော်ဆောင်နေအေးရဲ့နဲ့ရေကန်ပြွာသိမ်းတိုက်ပွဲဟာအပိဒတ်သိမ်းနိုင်မှုလက်တကလူကိုရောက်နေပြီလို့တိုက်ပွဲဝင်နေတော်လိုင်းရဲဘော်တအုပ်ကပြောတယ်။အေးနဲ့တူတူဘူပေါင်းတိုက်ပွဲဝင်နေ PDF တအုပ်ကတော့ထိုင်းတီဘတ်6တန်းဆိုတဲ့နဲ့ရေကန်ပြွာနှစ်ခုမှဘယ်အောင်ယူမလဲဆိုရင်တော့နဲ့ရေကန်ပြွာကိုယူမယ်ဒီဟာကစစ်ကောင်စီရဲ့အရှိတတက်ကိုထုံးနှက်တာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။ ဆက်လက်ပြောပေါင်းတွင်းမြို့နယ်မှာရဲတွေကိုမိုင်းဆွဲတိုက်ခိုက်မှုတို့ရဲအိမ်မင်းထွန်ပောင်းရဲနဲ့ပြင်းထန်တဲ့အရာပဲခိုးတိုင်းပောင်းတဲ့ပြည်ခိုင်ပောင်းတဲ့မြို့နယ်မှာဆိုင်ကယ်၃စီးနဲ့ထွက်လာရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာတို့ရဲအိမ်မင်းထွန်ပောင်းရဲနဲ့ပြင်းထန်တဲ့အရာရှိကြောင်းအမှတ်363ညတဲ့တိုင်းစစ်ထောက်လိုင်းတောင်ခံရဲဘော်ရှယ်တို့ကပြောတယ်။ ဟောဒီဝါလာဆက်ရှင်နဲ့မနက်9:15မိနစ်ကပေါင်းတက်မျိုးနဲ့မှတ်တိုင်အောင်စုမှတ်တိုင်ရဲစကန်ကတူရဲအေမင်းထုံဦးစီးတဲ့ရဲငါအုပ်ကဆိုင်ကဲ3စီးနဲ့တမန်ကြီးရွာဘက်ကိုဂိတ်ဖွင့်ဆက်စီရထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ရတူရဲအေမင်းထုံနဲ့နေထိန်အောင်ကျက်တော်တို့ အပါအဝင်ပြင်ထန်တရားရှိခဲ့ကြတယ်ထို့သောပြင်ထန်တရားရှိရဲ့နှုတ်စလုံးကိုအလုံးပိတ်ကားနဲ့ပြင်ဆင်ကိုတည်ဆောင်သွားပြီးထေဆောင်ချင်းရှိမရှိသိရှိနိုင်စုံစမ်းနေစေဖြစ်တဲ့ရှင်ရက်တဖွဲ့ဝင်တွေကတမန်ကြီးရွာလမ်းဆောင်ကြောင့်မရောက်မှဂိတ်ဖွင့်ပြီးခီးတော့ပြည်သူတွေဆိုင်ကယ်တွေကိုဖမ်းဆီးခြင်းအရမဆင်မှုတန်းစုဆောင်ခြင်းဝယ်လာတဲ့စားတောက်ကုန်တွေကိုလည်းတင်စီခြင်းပြည်သူတွေကိုဖမ်းဆီးငွေတောင်းခံခြင်းဝယ်မပေးနိုင်မှာကဖမ်းဆီးထောင်ချခြင်းတို့ကိုပြုလုပ်တဲ့ဂိတ်ဖြစ်တဲ့အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကမှောက်မှရှိတဲ့3639တိတိုင်တက်ခွဲလေးရဲဘော်တွေကလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ် ဇလံပြည်ဌာနချုပ်လိုင်စာကိုစစ်ကောင်စီတေခန့်ဒရုန်းနဲ့၆ချိန်တိုက်ခိုက်ကြေအေကပြောကချင်လွတ်လပ်ရေးဖွဲ့ဌာနချုပ်လိုင်စာကိုစစ်ကောင်စီကအတေခန့်ဒရုန်းနဲ့ထမှန်တိုက်ခိုက်ခဲ့လို့တရုတ်လင်မြနှုတ်တန်ရခဲ့လို့ KIA ကို KIA သတင်းပြန်ကြားဌာနကပြောတယ်အော်ဒီမလာ၁၆ည၁၇ကျော်မှလိုင်စာကိုစစ်တပ်ကဒရုန်းနဲ့ထမှန်တိုက်ခိုက်ခဲ့တာပေါ့စင်ကောင်စီတပ်ကရင်နဲ့တိုက်ပွဲတွေမှာထိနိုင်လိုင်စာဌာနချုပ်ကိုလေကြောင်းနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာအရင်ကတည်းကလုံဆောင်ခဲ့ရဖြစ်ပြီး2024နှစ်လဲကစလို့လိုင်စာနီးကစစ်ကောင်စီစကန်နေတိမ်ပိုက်ခဲ့ရပြီးနောက်မှာလက်နက်ကြီးတဲ့ဒရုန်းအုံပြုတ်တိုက်ခိုက်တာတွေ့ရတယ် ကချင်ပြည်နယ်ရှမ်းနယ်ပြည်နယ်တွေမှာလည်းစစ်ကောင်စီကစစ်သားစတင်ကြတဲ့ကုန်ပေါင်းချက်တိုက်ခိုက်လို့ចောင်းသားတွေထိခိုက်ဒိဆုံးခဲ့ရတယ်။စစ်ကောင်စီတရားတိုက်ပွဲမှာအထိနာဆင်ရှုံးတာကြောင့်လူနေထိုင်ရာစတင်ကြောင်းဈေးစားတဲ့ပြည်သူများနေရာတွေကိုပေါင်းချက်တိုက်ခိုက်နေရဖြစ်တယ်လို့ KAI သတင်းပြန်ကြားရေးဌာနကဖော်ပြရတယ်။စစ်ကောင်စီတန်းနဲ့ KAI ရောအော်တိုဘားလာတွင်မမော်ဝိုင်းမော်ဖားကန်မချန်မော်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။စစ်ကောင်စီတိုက်ပွဲဖြစ်ပွားမှုရှင်နေရာတွေကိုပါနေကြောင်းတိုက်ခိုက်တာလက်နက်ကြီးရန်သက်ပစ်တက်ခိုင်းလုံထောင်ခဲ့လို့ပြည်သူတိုက်ဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်။